ကဲအားလုံးပဲဘလုံးဘုံဝသနာရှင်ကြီးကမ္ဘာမပေါင်းအားလုံးပဲမင်္ဂလာပါလို့ဥစွာပြမနှုတ်ခွန်းဆက်သားလိုက်ရပါတယ်ကျွန်တော်တို့နျူကာဆယ်နဲ့အာဆင်နယ်ရဲ့မှာပွဲစဉ်ပွဲကြိုသုံးသချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight to Facebook Page ကို Like and Follow မလို့အတင်ညီကိုများကျွန်တော်ရဲ့မှာ Page ကို Like and Follow လေးနဲ့ပြုလုပ်သွားပြီးတော့ Spotlight to YouTube Channel လေးကိုလည်းပဲ Subscribe များပြုလုပ်ပေးသွားကြပါအောင်ဗျာနော်အဲ့တော့ဒီနေ့ကနေ့ညမြန်မာစာတော်ချိန်10:00ချိန်မှာဆိုလို့ရှိရင်တော့နျူကာဆယ်နဲ့အာဆင်နယ်ရဲ့မှာပွဲစဉ်လေးရှိပါတယ် အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ပွဲကြူ30ချက်ပြုလုပ်ပေးသွားအောင်ပါဖြစ်ပါတယ်။အဲ့တော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ခါတိုင်းနဲ့မတူဘဲနဲ့ကျွန်တော် first line နဲ့ common line နဲ့တကူတော့တင်ဆက်ပေးအောင်မှာမဟုတ်တော့ဘူးဗျာနော်။အဲ့တော့ Newcastle နဲ့ Arsenal ရဲ့မှာကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ head to head အနေထားတွေကနေစပြီးတော့30ကြည့်ရအောင်နော်။ကျွန်တော်တို့ပြီးခဲ့တဲ့2024 2025ဘောလုံးရာသီတုန်းက Arsenal နဲ့ Newcastle တို့ဟာဆိုလို့ရှိရင်တော့ထိတ်တိုက်တွေ့ဆုံမှုကျွန်တော်တို့၄ချိန်တိတိရှိခဲ့ပါဗျာ။ ရီးမီးယားလိမ်မှာ2ချိန်နဲ့ကျွန်တော်တို့ EFN Cup မှာ2ချိန်ထိတိုက်တွေ့ဆုံမှု4ချိန်ရှိခဲ့ပါတယ်ဗျာနော်အဲ့ထိတိုက်တွေ့ဆုံမှု4ချိန်မှာဆိုလို့ရှိရင်တော့နျူကာဆယ်အသင်းကအာဆင်နယ်တို့ကိုကျွန်တော်တို့3ချိန်တိတိအနိုင်ရလတ်ထွက်ပေါ်ထားပြီးတော့အာဆင်နယ်တို့ကတော့နျူကာဆယ်ကို2ချိန်သာအနိုင်ရလတ်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီအချက်ကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့မနစ်ကအနေထားအရတော့နျူကာဆယ်ကတော်တော်လေးကိုအခြေအနေတွေကောင်းနေခဲ့တယ်လို့ပြောလို့ရတယ်။ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေနည်းနည်းလေးတော့သက်သာသွားတာကနျူကာဆယ်တို့အနေနဲ့ အဲ့ဒီမှာအဓိကတိုက်စမှုဖြစ်တဲ့အီဆက်တို့မရှိတော့တဲ့အနေထားမှာကတော့ညူကာဆယ်တို့ဒီယာတီမှာတော်တော်လေးတော့အခြေအနေဆိုးရွားနေခဲ့တဲ့နှစ်တစ်နှစ်ကိုရောက်ရှိသွားတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်လို့ရတယ်ဗျာ။တော့ဘာဖြစ်လို့လဲသူ့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့၅ဘဲကစားပြီး၆မှတ်တန်ရရှိထားခဲ့ပြီးတော့အဆင့်၅မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။အာဆင်နယ်တို့ကတော့လောလောဆယ်မှာကကျွန်တော်တို့၅ဘဲကစားထားပြီးတော့အဆင့်၅မှာကျွန်တော်တို့၁၀မှတ်နဲ့ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ကတော့ကျွန်တော်တို့စနေနေ့ညကကန်သွားတဲ့ပွဲစဉ်တွေအပြီးတွက်ထားတာမို့လို့နေအာဆင်နယ်ကအဆင့်5ကိုရောက်သွားတာပုံမှန်အဖြစ်ကျွန်တော်တို့အဲပုံမှန်ပွဲရေတွက်အဖြစ်တော့အာဆင်နယ်ကအဆင့်1မှာရပ်တည်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်နဲ့နျူကာဆယ်ထိပ်တိုက်တွေ့ဆုံမှုဆိုတာထက်ဒီပွဲစဉ်ကအာဆင်နယ်အနေနဲ့အပေါ်မှာရှိနေခဲ့တဲ့အဆင့်1မှာရှိနေခဲ့တဲ့လီဗာပူးကိုအမှတ်ကတ်လိုက်ရမယ်ပွဲစဉ်တစ်ပွဲလို့သုံးသပ်ရမယ်ဆိုရင်တော့မှတ်မှောက်ဘူးဗျာနော်ဘာဖြစ်လို့လဲကျွန်တော်တို့စနေနေ့ညတော့ကဆိုလို့ရှိရင်တော့ လီဗာပူးတို့အနေနဲ့ခစ်စတယ်ဘဲလီကိုရှုံးနိမ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပဲအာဆင်နယ်တို့ကဂေကိုပရီးမီးယားလိတိုက်တဲ့ချဲလန်ကိုခေါ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အဲတနည်းနည်းနည်းညအဲနယူကာဆယ်နဲ့တွေ့တဲ့ပွဲစဉ်မှာဘလို့မဆိုအနိုင်ရလက်ထွက်ပေါ်အောင်ကစားထားရင်တော့ပရီးမီးယားလိတိုက်တဲ့ချဲလန်ကြီးကိုလီဗာပူးကိုရှင်ပြီးတော့ကျွန်တော်တို့ကစားရမယ့်အချိန်တွေကိုပြန်လည်ပြီးတော့ရောက်ရှိလာမှာပဲဖြစ်တယ်ဗျာနော်အဲ့တော့အာဆင်နယ်အနေနဲ့နီကာဆယ်အသင်းကတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတော့ အင်ကွန်းမှာတစ်ချိန်ပဲအနိုင်ရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်။နူကာဆယ်တို့ရဲ့မှာအင်ကွန်းမှာကတော့အာဆင်နယ်အနေနဲ့ပြီးခဲ့တဲ့နှစ်ကတစ်ချိန်မှအနိုင်ရလက်ထွက်ပေါ်ထားခဲ့ခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့ဒီနေ့ဗောနော်အဲဒီနေ့ကနေ့ညမြန်မာစံတချိန်ဆယ်နိုင်ထိုးချိန်မှာဆိုလို့ရှိရင်လည်းပဲအာဆင်နယ်အနေနဲ့နူကာဆယ်တို့ရဲ့မှာအင်ကွန်းမှာတောက်ရောက်ပြီးတော့အရှင်ပြိုင်ဆော့ကသားရမှာပဲဖြစ်ပါတယ်။အဲ့တော့အာဆင်နယ်ရဲ့မှာနီးပြအာဒီတာအနေနဲ့မနစ်ကရှုံကြွေးတွေကိုကျွန်တော်တို့ဒီနှစ်မှာပဲ နွေးပါဆယ်တကိုဆက်သွားနိုင်မလားကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ရင်ခုန်သွားနဲ့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်လက်ရှိအနေအထားကတော့နွေးပါဆယ်တို့ကကျွန်တော်တို့တက်ပြက်နေတဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပြီးတော့အခုချိန်အထိသူတို့အနေနဲ့နိုင်ပွဲတွေကျွန်တော်တို့ပြန်လည်ရှာတွေ့ဖို့အတွက်ကြိုးစားပြီးရုန်းကန်နေရတဲ့နှစ်တစ်နှစ်ကိုရောက်ရှိနေခဲ့တဲ့အချိန်အာဆင်နယ်တို့ကတော့ကျွန်တော်တို့ကစားသမားအင်အားတကယ်ကိုတောင့်တင်းတဲ့နှစ်တစ်နှစ်ကိုပိုင်ဆိုင်ထားပြီးတော့ပရီးမီးယားလိဂ်တိုင်တဲ challenge ကိုခေါ်ယူထားနိုင်တဲ့အသင်းအသင်းဆိုတော့ ီနှစ်မှာကတော့အခြေအနေကမနစ်ကနဲ့ဆိုင်ရင်တော့နည်းနည်းလေးတော့ကွဲပြားမှုတွေရှိလာတယ်လို့ထင်မြင်မိပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကနျူကာဆယ်နဲ့အာဆင်နယ်တို့မှာထိတ်တိုက်တွေ့ဆုံမှုတွေမှာနျူကာဆယ်ကဘလို့ဂျီတွေဖွင့်သွားတယ်လဲကျွန်တော်တို့အနည်းငယ်လေးသုံးသပ်ကြည့်အောင်။ကျွန်တော်မနစ်ကနျူကာဆယ်နဲ့အာဆင်နယ်တို့မှာထိတ်တိုက်တွေ့ဆုံမှုတိုင်းမှာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းကပဲကျွန်တော်တို့ဂျီဖွင့်ပေးခဲ့တာတွေ့ရတယ်။အနည်းဆုံးကျွန်တော်တို့တရေ90ရှုံးကနေမှကျွန်တော်တို့တရေအရှုံးတော်အထိဖွင့်ပေးထားတဲ့ပွဲစဉ်တွေရှိတယ်။ တလုံး90စားဆိုတဲ့အနေထားကြီးဖွင့်ပေးထားတဲ့ပွဲစဉ်လေးရှိပါတယ်။နယူကာဆယ်ရဲ့မှာအင်ကွန်းမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်အာဆင်နယ်တို့ကနိုနယူကာဆယ်ရဲ့မှာအင်ကွန်းမှာဆိုရင်တော့တေးငါး90ရှုံးအဲ့ဒီအနေထားကြီးဖွင့်ပေးခဲ့ပြီးတော့အာဆင်နယ်ရဲ့မှာအင်ကွန်းမှာဆိုလို့ရှိရင်တော့တက်ပေါင်း90လောက်ထိဖွင့်ပေးထားတာတွေ့ရတယ်။ဒါပေမဲ့ဒီပွဲစဉ်ဒီမှာကတော့အာဆင်နယ်အနေနဲ့နယူကာဆယ်အသင်းကိုနိုင်ထားခြင်းတော့မရှိဘူး။ကိုပေါင်းကြီးအဖြစ်တော့ကျွန်တော်တို့နှလုံးရှုံးတဲ့3ပေါင်း90ဆိုတဲ့အနေထားမျိုးတွေကိုအာဆင်နယ်တို့ကမနစ်ကတနည်းလုံးဖွင့်ပေးထားခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ အဒီနှစ်ပေါ့နော်နျူကာဆယ်နဲ့အာဆင်နယ်တို့ကမှယခုတွေ့ဆုံတဲ့အချိန်မှာဆိုလို့ရှိရင်တော့တို့လက်ရှိဘူဂီတွေဖွင့်ပေးထားတဲ့ဂျီကတော့အာဆင်နယ်တို့ကနျူကာဆယ်အသင်းကိုတရေ90ရှုံးဆိုတဲ့ဂျီဖွင့်ပေးထားပြီးတော့ဂိုးပေါင်ဂျီအပြင်တော့နှလုံးရှုံးဆိုတဲ့အနေအထားမျိုးကိုပြန်လည်ပြီးတော့မနစ်ကနဲ့အတူပဲဒီနှစ်မှာလည်းဖွင့်ပေးထားတာတွေ့ရတယ်အဲ့တော့နျူကာဆယ်တို့တက်ပြတ်နေတဲ့အချိန်မှာတောင်မှအာဆင်နယ်အနေနဲ့ပြီးခဲ့တဲ့နှစ်ကထပ်ပို့ပြီးတော့ကျွန်တော်တို့ဂျီကအဲ့မြင့်ပြီးတော့ဖွင့်ပေးထားတာမတွေ့ရဘဲနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကနီးတူပဲ အာဆင်နယ်တို့က level မိုင်း90ဆိုတဲ့အနေအထားမျိုးပဲဖွင့်ပေးထားတာတွေ့ရပြီးတော့ဂူပေါင်းကြီးအဖြစ်နဲ့ကျွန်တော်တို့နှစ်ပေါင်းနှလုံးရှုံးဆိုတဲ့အနေအထားမှာကဒီပွဲစဉ်မှာအာဆင်နယ်အနေနဲ့နိုင်မီသေချပြီဆိုတဲ့အနေအထားမျိုးဖွင့်ပေးထားခဲ့တာတော့မဟုတ်ဘူးပြီးခဲ့တဲ့နှစ်ကထက်တော့အနည်းငယ်လေးကျွန်တော်တို့အနေနဲ့မျှော်လင့်လို့ရတယ်တရီနဲ့အာဆင်နယ်အနေနဲ့အနိုင်ဆိုတဲ့အနေအထားမျိုးကိုဖွေကီကပြန်လည်ပြီးတော့ဖွင့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဘွတ်ကီတွေဖြစ်စေချင်တာဘွတ်ကီတွေဖွင့်ပေးထားတာကတော့အာဆင်နယ်အနေနဲ့တရီသုံးမဟုတ် အနိုင်ဆိုတဲ့ကြေးကိုဖွင့်ပေးထားခဲ့ပေမဲ့အာဆနယ်အနေနဲ့ပြီးခဲ့တဲ့နှစ်ကရှုံကြီးကိုနွေးကာဆဲတကိုဆက်သွားနိုင်မလားကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ DJ နဲ့ Dbody ကြီးနဲ့ဒီကူပေါင်းကြီးကိုနှိုင်းရှင်လိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအန်ဒီရဲများတဲ့ကြီးပြန်တော့ကျွန်တော်တို့တွေပုံမှန်သုံးသက်နေကြပုံမှန်ကြည့်နေကြကြေးတိုင်းဆိုလို့ရှိရင်တော့တရေ90ရှုံးကျွန်တော်တို့နှလုံးရှုံးဆိုတဲ့အနေထားမျိုးတွေကဝမ်ဝမ်းကြရင်ကြမကြရင် Z22 Z တပောက်ကိုဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့သုံးသက်ပေးရှင်ပါတယ်။ ဲ့တော့ညီကူရီရဲ့မှအမြင်ရကိုကျွန်တော်တို့နွေးကာဆယ်ရဲ့မှအင်ကွန်းမှာအာဆင်နယ်အနေနဲ့အဇီတူးတပေါက်နိုင်အောင်ကံပါလားဒါမှမဟုတ်ရင်ဟောကျွန်တော်တို့ဝမ်ဝမ်ကြအောင်ကံသွားမလားညီကူတို့ကဘယ်လိုမြင်မိလဲဗျာနော်ညီကူရီရဲ့မှအမြင်များကိုလည်းပဲမှတ်ချက်မှာရေးပေးခဲ့ကြလို့ရပါတယ်ကျွန်တော်ရဲ့မှအမြင်ရပြောရရင်တော့အာဆင်နယ်အနေနဲ့ဒီပွဲစဉ်မှာကနွေးကာဆယ်အသင်းကိုဘယ်လိုမဆိုးနိုင်အောင်အကောင်းမွန်ဆုံးကစားခွက်တီးအကောင်းမွန်ဆုံးလူစင်းနေနဲ့ဒီပြအဒီတာတယောက်ပွဲထွက်လာမယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲ။အပေါ်မှာရှိနေခဲ့တဲ့လီဗာပူးအသင်းက ကျွန်တော်တို့ Crystal Palace တင်းကိုရှုံးနိုင်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မနေ့ပြန် Arsenal အနေနဲ့အနိုင်ရလက်ထွက်ပေါ်ခဲ့မယ်ဆိုလို့ရှိရင် Liverpool တို့နဲ့အမှတ်ကွာဟားချက်ကျွန်တော်တို့နှစ်မှတ်အထိပဲရှိတော့မှာဆိုတော့ Arsenal အနေနဲ့တကယ်ကိုအသေးကြီးမဲကြီးနဲ့ကျွန်တော်တို့ရေချိန်မိုးချိန်ကန်မယ်ဆိုလို့ရှိရင်တော့အဲ Liverpool အသင်းကိုကျွန်တော်တို့အမှတ်ကတ်လိုက်ဖို့အတွက်ဒီပွဲစဉ်ကိုအနိုင်ရအောင်တော့ကန်သွားလိမ့်မယ်လို့ထင်မြင်မိပါတယ်။အဲ့တော့ကျွန်တော်တို့ကလက်ရှိအနေထားလက်ရှိကစားသမားနဲ့ internet ကြေးလေးတွေကိုကြည့်ပြီးတော့ခံမှန်းသုံးသပ်ရတာဖြစ်တဲ့အတွက် အမှားကောင်းများမှားသွားနိုင်ပါတယ်ကျွန်တော်တို့လည်းပဲလုံးဝအတိအကျသိတာမဟုတ်ပါဘူးအတိအကျသိရင်တော့ဘောလုံးပဲလောင်းမှာပေါ့လေနော်ဟုတ်ပြီအဲ့တော့ညီကိုတို့ကအနျူကာဆန်နဲ့အာဆင်နယ်ရဲ့မှာကျွန်တော်ယခုထိတ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာဘယ်အသင်းကအနိုင်ရရှိသွားမယ်လို့ထင်မြင်မိလဲဗျာနော်ညီကိုတို့ရဲ့မှာအမြင်များကိုလည်းပဲမှတ်ချက်မှာရေးပေးကြလို့ရပါတယ်ကျွန်တော်ရဲ့မှာအမြင်အရပြောရရင်တော့လက်ရှိအနျူကာဆန်ရဲ့မှာလူစင်းရင်းနဲ့လက်ရှိအခြေအနေရပြောရမယ်ဆိုလို့ရှိရင်တော့နျူကာဆယ်တို့ကဒီနှစ်မှာအကြပ်ဘက်ကိုရောက်ရှိနေခဲ့တာဖြစ်ပြီးတော့ အာဆင်နယ်အသင်းကတော့ကျွန်တော်တို့ဒီနှစ်မှာဆိုလို့ရှိရင်တော့နှစ်တိုက်ထက်ပိုပြီးတော့ကောင်းမွန်တဲ့ level တစ်ခုကိုရောက်ရှိနေခဲ့တယ်။နှစ်တိုက်ထက်ပိုတဲ့ကျွန်တော်တို့ကစားသမားအင်အားတွေကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့မနေ့ပြန်ကျွန်တော်တို့ဒီနေ့ကနေည7:00နာရီချိန်မှာရှင်ပြိုင်စောင်းသားမဲ့နူကာဆယ်နဲ့အာဆင်နယ်ပွဲစဉ်မှာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းကကျွန်တော်တို့နူကာဆယ်အသင်းကိုအနိုင်ဆုံးတည်ရင်နဲ့အနိုင်ကစားသွားလိမ့်မယ်လို့ကျွန်တော်ကတော့ခံမှန်သုံးသပ်ပေးခဲ့ချင်ပါတယ်ဗျာနော်။အဲ့တော့ညီကိုရဲ့မအမီများကိုလည်းပဲကျွန်တော်အဲမှမှတ်ချက်မှာရေးပေးခဲ့ကြပါအောင်ဗျာနော်။အားလုံးပဲ မင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာနော်